ော်အကြောင်းကြီးသုံးချောင်းရဲ့တပ်ပိုင်မြေပေါ်မှာကျူးကျော်နေထိုင်တယ်လို့ဆိုပြီးရွာလုံးကျွတ်ဖယ်ရှားပေးဖို့မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးကလက်မှတ်ထိုးအမိန့်စာထုတ်ပြန်ထားတဲ့လှဲကူးမြို့နယ်စာဝူးတောင်ကျေးရွာအုပ်စုရှိသမီးကလေးကျေးရွာကနေအိမ်တွေကိုတပ်ဆိုင်ရာကဖေဖော်ဝါရီလ၄ရက်နေ့နံနက်ပိုင်းမှာအင်အားသုံးဖြတ်သိမ်းမှုပြုလုပ်ခဲ့ပါတယ်။ဒီလိုနေအိမ်တွေကိုဖြတ်သိမ်းရမှာလှဲကူးမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနအမှတ်၅ရဲတပ်ရင်းရဲတပ်ဖွဲ့ဝင်များစီပင်လုံသားများအပါအဝင်အင်အားတစ်ထောင်ကျော်ပါဝင်ခဲ့ပါတယ်။ ဖြတ်သိမ်းမှုအတွက်ဖေဖော်ဝါရီလ၄ရက်နေ့နနက်9:00နာရီခန့်ကစတင်ကအတန်းချက်ဆက်နဲ့အသိပေးကြေညာပြီးတရွာလုံးရှိနေတွေကိုဖြတ်ခဲ့ကဖေဖော်ဝါရီလ၄ရက်နေ့ညနေ၄နာရီနောက်ဆုံးထားပြောင်းရွှေ့ပေးဖို့လည်းအသိပေးထားရလို့ရွာသားတွေကဆိုပါတယ်၄နာရီတို့ကနေရောက်၄နာရီတို့၄နာရီခွဲမစားသေးဘူး9နာရီတို့ကနေ6နာရီစတော့တာ9နာရီကနေ6နာရီစတော့တာကိုရိုးရေးပဲလာပဲဘယ်နေရာတော့ဖြတ်ခဲ့အာ သွားတော့မပြောတာကိုမယ်ကျွန်တော်တို့ဒီကတန်းလုံးကိုဒီဘက်တန်းလုံးမဲ့တန်းအဲ့လိုအခုစားဖို့ဟိုစားဖို့လေဗာညာလေးလေအဲ့လိုဝဲဝင်းထွက်ဝဲတာအပြညာဝင်းမရတာဒီဘက်ကအခုဓမင်္ဂဟင်္ဂဝမလည်းအဲ့လိုနေခဲ့ကြတာဦးတို့ကတော့ကျွန်တော်ထားခဲ့တဲ့ပစ္စည်းလေးတွေနဲ့ဆန်နေပါလေးနဲ့ချက်စားကြတာကိုယ်ဒီမှာတော့ငန့်နေတာ မိုးလန့်လေးလန့်လေးဟိုဟိုတို့ဖျားအတိုင်းတွေချိုးနေတော့ထုတ်ပြင်တာအထုတ်ပြင်တာဆိုတော့ကိုကလည်းပေါ်သေးကအေးပြင်မခဏနေမအောင်ပြင်မပြင်သူကထုတ်ပြင်တာဆိုတော့ကိုကလူသူကအများကြီးလေအထုတ်ပြင်တာကိုဘာမှမလုပ်ဘူးအထုတ်ပဲကောက်ပြင်တော့တယ်ဟိုလောလောဆယ်တုံးမှာသူတို့ကပြန်ဆိုတော့ပြန်ကြမရှိတော့ဘူးမိခင်သူကဟိုမင်းနဲ့လိုက်ပါဟိုကဓာတ်ထုတ်ကြိုက်ဆုံးရင်းမလုပ်ပါလုပ်လို့ချင်း ူတာကိုင်နာလူတာနဲ့ထောင်သုံးလာကြတယ်ကြားတဲ့သူတို့ခုကမှဆိုလို့ချင်းထောင်သုံးနဲ့ချကျွန်တော်တို့ဆိုနှစ်ပေါင်းမနေတော့ပေါ့ဗျာမိဘတွေတော့မရှိတော့ဘူးဒီလိုပဲစောရတော့စစ်သားတွေကမောင်းထုတ်ပါလို့ဆိုစောရတော့ဝတော်တဲ့ဒီကြောက်ချက်ခုနေဒီလေးပေါ့အခုနဲ့အခွန်လေးတားလာတော့ပြင်ထွက်နေတာပေါ့လင်ကိုနေပါထွက်ပြီးတော့ဆင်းဆက်ပြီးနေကြတာပေါ့အမီးလေးကြီးရဆိုတာလေကျမတို့ကတိတိကျကျဟာဒီပုံရှိတာတိတယ် ီတော့ဒီဆယ်မလုတ်ပြီကတဲ့ကပေါ့နော်ဒီဆယ်မလုတ်ပြီကတဲ့ကဆိုလို့ရှိရင်ဘယ်လိုပြောလဲအရင်တော့ဟိုစစ်သားတွေလေအ ွေတွေနဲ့အဖွေတွေနဲ့လာတယ်ဟုတ်ကဲ့ဒါတော့ကျမတို့ကတောက်လုံးမြောက်အရင်မှာတောက်လုံးမြောက်မှာဟုတ်ရတောက်လုံးမြောက်မှာနေပြီးတော့မှကျမတို့ဖယ်ခိုင်းတာကျမတို့အတက်ကဖယ်ခိုင်းတယ်ကျမတို့ဖယ်လိုက်တယ်ပတ်တုတ်ချပြီးတယ်ပတ်တုတ်ချပြီးတော့ကျမတို့လုံမစားတတ်ဘူးဒီတော့ထဲမှာရှောက်နေပြီးထင်းဖို့ဝါခုတ်လို့စားတယ်နောက်ကြမ်းမှာကျမတို့ဒီဆယ်အလုပ်ရတော့မှဆယ်လေးနောက်လိုက်ပြီးတော့လုပ်တယ်အဲ့ဒါကိုသူကလာပြီးကျမတို့ရောင်ဟောင်းမှပြန်နေတော့ဖတ်ချက်ဖတ်ချက်လုပ်တယ်ချစ်ဖို့ဝါခုတ်ကျမတို့ရှာနေတဲ့အချိန်မှာသူကလာပြီးကလေးကြီးလာတယ်မှလေတဲ့ အဲကျမတို့ကလည်းအရင်ကအဖားတွေပြောပြတာရှိတယ်လေဆိုတော့ကျမမိုးအမျိုးသားပြောရဲ့ရလေးရလေးအောက်ကခင်းပြီးတော့ရှိတယ်ရှိလို့ရှိလာပြပါလေလာပြအဲ့ဒါမှတ်မှတ်ရတယ်ဒေတာကန်တွေကအဆိုပါသမီးကလေးကြီးရွာဟာအင်္ဂလိပ်ခေတ်ကတည်းကတရှိခဲ့တယ်လို့ဆိုပြီးအချို့ကလည်းပြောင်းရွှေ့လာတာမကြမြင်သေးဘူးလို့ဆိုပါတယ်။အခုလိုကျေးရွာနေရင်တွေကိုအင်အားသုံးဖြတ်သိမ်းခဲ့တဲ့အတွက်ကျေးရွာတွင်းနေထိုင်သူတွေဟာလက်တလုံးမှာနေထိုင်စရာမရှိဘဲဖြစ်နေတယ်လို့လည်းသိရပါတယ်။ ။တမိကလေးချင်းရွာရှိနေအိမ်တွေကိုဖျက်သိမ်းမှုအတွက်တရင်လာရောက်ယူကြတဲ့မီဒီယာသမားတွေကိုဖျက်သိမ်းတဲ့ရွာတွေကိုမိုးလတနာရီခွဲအချိန်ထိဝင်းဝင်းမပေးဘဲကြီးလေးကြီးလက်မပေါ်မှာလုံခြုံရေးရတပ်ဖွဲ့ဝင်တွေကတားဆီးမှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။အခုလိုတားဆီးရခြင်းဟာအထက်ကဖြတ်တန်းခွင့်မပေးထားတာကြောင့်ဖြစ်တယ်လို့တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။ နေအိမ်ဖြတ်သိမ်းရမှာပါဝင်ခဲ့တဲ့အင်တဂေါ်မြို့နယ်ကလာရောက်သူတအူးကတော့အခုလိုအိမ်တွေဖြတ်ရမယ်ဆိုတာကိုလှဲကူရောက်မှသိရတာဖြစ်ပြီးလူအားကတစ်နေ့သုံးထောင်ရပေမဲ့သူများအိမ်တွေကိုဖြတ်ရတာစိတ်မကောင်းပါဘူးလို့ပြောပါရယ်အခုလိုဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးလှဲကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုဦးစီးဌာနအုပ်ချုပ်ရေးမှုဦးအောင်ကိုဦးကိုမင်းမျက်နိုင်မှုတွားရောက်တွေ့ဆုံခဲ့ပေမဲ့ရုံးမှမရှိချောင်းကိုသာဝန်ထမ်းတအူးကဖြေကြားခဲ့ပြီးညနေ9:00အချိန်ဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ပေမဲ့လည်းပြန်လည်ဖြေကြားမှုမရှိခဲ့ပါဘူး